မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Adobe Photoshop setting တွေကို reset ချတဲ့နီလန်းလေးတွေနဲ့ default setting ပြန်ချိန်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Photoshop သုံးတဲ့အခါမှာ Photoshop software ထဲမှာရှိနေတဲ့ setting တွေကိုကိုယ်ကကောင်းကောင်းနားမလည်ပဲနဲ့ setting တွေကိုလွှဲလွဲပြီးတော့မှပြင်လိုက်မိတဲ့အခါမျိုးဒါမှမဟုတ်မှားပြီးတော့မှနှိပ်လိုက်မိတဲ့အခါမျိုးမှာ ကိုပုံမှန်သုံးနေကြအတိုင်းမဟုတ်တော့ဘဲနဲ့ software ကကျွန်တော်တို့ error တွေတက်နေတယ်အခြားပုံစံကြီးတွေပြောင်းသွားတဲ့အခါလေးတွေကြုံတွေ့ရပါတယ်ဒီလိုအခါမျိုးမှာကိုက setting တွေကို base setting ကိုသွားပြီးတော့မှပြန်ပြုပြင်ရမလဲလဲမသိတဲ့အခါမျိုးမှာ setting ကိုကျွန်တော်တို့ reset ချလုပ်ရတဲ့နေရာလေးပါပါတယ်ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်တို့က setting ကို reset ချတဲ့နီလန်းလေးကိုမျှဝေပေးသွားမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ ခုလက်ရှိကျွန်တော်ပြပေးတဲ့ Adobe Photoshop Software version ကတော့ Adobe Photoshop CC 2020 version ဖြစ်ပါတယ်။အခုကျွန်တော်တို့ဒီမှာ software လေးပွင့်လာပြီဆိုရင်တော့နမူနာအနေနဲ့ကျွန်တော်တို့ setting လေးတွေကိုတစ်ချက်လောက်ပြင်ကြည့်လိုက်ပါမယ်။ဒါကြောင့်စာရွက်လေးအတိတ်ရွက်ခေါ်လိုက်မယ်။ file နဲ့ကနင်ပြီးတော့ new နဲ့ကျွန်တော်တို့ A4 စာရွက်လေးပဲခေါ်လိုက်ပါမယ်။ or create ဆိုတာလေး လုပ်လိုက်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က Photoshop ထဲမှာ ိုမသိတဲ့ setting တွေအကုန်လုံးကျွန်တော်တို့ဝင်ပြီးတော့မှပြင်ကြည့်လို့ရပါတယ်။ဒီတော့ view တွေကနေပြီးတော့မှကျွန်တော်တို့ show တွေကနေပြီးတော့ gray zone လေးထည့်လိုက်သူကဒီမှာစာရွက်ထဲမှာကျွန်တော်တို့ gray line တွေကျွန်တော်တို့ပါနေမှာဖြစ်တယ်။ audio ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ flat horizontal ပေါ့အကုန်လုံးကျွန်တော်တို့လုပ်ကြည့်လို့ရတယ်နော်။ window တွေကနေပြီးတော့မှ workspace ဆိုရင်ကျွန်တော်တို့ဒီမှာ 3D ဆိုရင်သူက 3D ပုံစံပြောင်းသွားလိမ့်မယ်ပေါ့။ window တွေကနေပြီးတော့မှ wash page တွေဝင်မယ်ပြီးရင်ကျွန်တော်တို့ motion ဆိုရင်ကျွန်တော်တို့ဒီမှာ motion graphic လောက်တဲ့ပုံစံလေးတွေသူကပြောင်းသွားလိမ့်မယ်ပေါ့ဒီတော့ကိုက DS setting တွေကိုကောင်းကောင်းနားမလည်ဘူးဒါကြောင့်ကျွန်တော်တို့က setting လေးတွေကိုကိုကလွဲပြီးတော့မှပြင်လိုက်မိတယ်မှားပြီးတော့နှိပ်လိုက်မိတဲ့အခါမျိုးမှာဘယ်ကနေပြီးတော့မှ ပုံမှန်တန်းလေးရအောင်ပြန်ထားရမလဲမသိတဲ့အခါမျိုးမှာဆိုရင်တော့ဒီရဲ့ photoshop software ထဲမှာတခါတယ် setting ကို reset ချတဲ့ပုံစံလေးကျွန်တော်တို့ပါပါတယ် အခုလက်ရှိကျွန်တော်တို့ကဒီမှာ setting လေးတွေကိုအဲမှာပြီးတော့မှနှိပ်လိုက်မိတဲ့အတွက်ဒီပုံစံတန်းလေးပဲကျွန်တော်တို့ထားလိုက်မယ် software ကိုကျွန်တော်တို့ကပိတ်လိုက်မယ်ပြီးရင်နောက်တစ်ခါကျွန်တော်တို့ကပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင်လေအဲ့ဒီ setting တွေကကိုပြုပြင်ထားတဲ့ setting တွေကပျောက်မသွားပဲနဲ့ photoshop ထဲမှာသူကအများအတန်းကျွန်တော်တို့ပါနေမှာဖြစ်ပါတယ်ဒီတော့ပါမှာပါကျွန်တော်တို့တစ်ချက်လောက် software ကိုပိတ်ပြီးတော့ပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာစာရွက်လေးပြန်ပြီးတော့ copy လိုက်ပါမယ် A4 ကို create ကိုနှိပ်လိုက်မယ်အော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအစောနောက်ကကျွန်တော်တို့လွဲပြီးတော့မှပြင်ခဲ့လိုက်မိတဲ့ setting လေးတွေကကျွန်တော်တို့စာရွက်ထဲမှာ default အနေနဲ့သူကအမြဲတမ်းကြီးကျွန်တော်တို့ဝင်နေတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ workspace တွေကကျွန်တော်တို့အခုလိုပုံစံကြီးတွေသူက motion graphic ပုံစံတွေသူကဖြစ်နေတယ်ပေါ့နော်ဒီတော့ဒီဥစ္စာတွေကိုကိုကဘယ်လိုမျိုးပြန်ပြီးတော့ပြည့်ပြင်ရမလဲမသိရတဲ့အခါမျိုးနောက်ဆုံးအဆင့်ကျွန်တော်တို့ရောက်သွားပြီဆိုရင်တော့ Photoshop software စပြီးတော့မှ install လုပ်တဲ့အချိန်ရောက်ရှိသွားတဲ့အနေအထားကိုရောက်သွားအောင် setting တွေကိုမူလနေရာအတိုင်းပြန်ပြီးတော့မှပုံမှန်အတိုင်းဖြစ်သွားအောင် reset လေးချလို့ရတယ်ဒီရ reset ချဖို့ရာအတွက်ဆိုရင်တော့ကျွန်တော်တို့ကလွယ်လွယ်ကူကူလေးပါပဲ edit menu တွေကိုကျွန်တော်တို့ဝင်ပေးရပါမယ်ကျွန်တော်တို့အပေါ်မှာ file တို့ image တို့ကျွန်တော်တို့ပါနေတယ်အဲ့ဒီမှာကျွန်တော်တို့က edit ဆိုတာအแทကိုကျွန်တော်တို့ကဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာမြင်ကွင်းလေးတစ်ချက်လောက်ချက်ပြပေးသွားမယ်နော် edit menu တွေကိုကျွန်တော်တို့ကတစ်ချက်လောက် ဝင်ပေးရမှာဖြစ်ပါတယ်။အော်ဒီတော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိနေတဲ့ဒီရဲ့ဘားဒန်ကနေပြီးတော့မှာအတစ်ဆိုတဲ့အဲထဲကိုကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီအောင်လေးမှာရှိနေတဲ့ preference ဆိုတာလေးကျွန်တော်တို့သွားပေးရပါမယ်။ preference နဲ့ကိုကျွန်တော်တို့ကရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့ general ဆိုတာလေးနဲ့ကိုကျွန်တော်တို့ဝင်ပေးရပါမယ်။ဒီရဲ့ကျွန်တော်တို့က စတင်နေရာလေးကိုဝင်ဖို့ရအတွက်အလွယ်တကူ keyboard shortcut လေးနဲ့လည်းဝင်လို့ရတယ် keyboard ကနေပြီးတော့မှ control ရယ် k ရယ်နှိပ်ပြီးတော့လည်းအလွယ်တကူကျွန်တော်တို့ဒီရဲ့နေရာလေးကိုဝင်လို့ရပါတယ်အော်ဒီတော့ကျွန်တော်တို့က preference ဆိုတဲ့ဘောက်လေးကျလာပြီဆိုတာနဲ့တပြိုင်နက် general ဆိုတဲ့အထက်ကိုဝင်မယ်ပြည့်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာဘာသာတွေ့ရလဲဆိုတော့ reserve preference ဆိုတဲ့နေရာလေးကျွန်တော်တို့တွေ့ရပါတယ်ဒီရဲ့ကျွန်တော်တို့ reserve preference ဆိုတာလေးကတော့ Photoshop software ထဲမှာရှိနေတဲ့ setting တွေကို reset ချတဲ့နေရာလေးဖြစ်ပါတယ်ဒီတော့ဒီဥစ္စာလေးကိုကျွန်တော်တို့က click တစ်ချက်နှိပ်ပေးလိုက်တယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့ okay နဲ့ cancel ဆိုပြီးတော့ကျွန်တော်တို့ပေါ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုလဲသူကရေးပေးထားတယ်ပေါ့နော် preference ဒီ Photoshop နဲ့ပတ်သက်ပြီးတော့မှဒါတွေကို reset ချမှာသိကြလားဆိုပြီးတော့မေးပါတယ်ဟောကျွန်တော်တို့ကတော့သိကြပါတယ်ပေါ့ okay လေးနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ okay နှိပ်ပေးလိုက် ဒါဆိုရင်တော့ကျွန်တော်တို့က Photoshop software ထဲမှာရှိနေတယ်ကျွန်တော်တို့လွဲပြီးတော့မှပြင်ထားခဲ့တဲ့ setting တွေကမူလနေရာအတိုင်းရောင်းမရောက်ကိုကျွန်တော်တို့သိအောင် software လေးကိုကျွန်တော်တို့ပြန်ပြီးတော့ပိတ်လိုက်မယ်နောက်တစ်ခါကျွန်တော်တို့ကပြန်ပြီးတော့မှ software ကိုဖွင့်ကြည့်လိုက်ပါမယ် ခဏလေးကျွန်တော်တို့စောင့်ပေးလိုက်ပါမယ်ကိုဒါဆိုရင်ကျွန်တော်တို့ software ပွင့်လာပြီဆိုရင်တော့စာရွက်လေးတစ်ရွက်ကျွန်တော်တို့ခေါ်ကြည့်လိုက်မယ်။ file နဲ့ကနေပြီးတော့ new ပြီးသွားပြီဆိုရင်တော့ print ဆိုတဲ့အထဲကိုဝင်မယ် a4 စာပြက်လေးပဲကျွန်တော်တို့ခေါ်လိုက်ပါမယ် create ဆိုတာလေးလောက်လိုက်ပါမယ်အော်ကျွန်တော်တို့လောလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ Photoshop ထဲမှာအစောနာကကျွန်တော်တို့ပြုပြင်ခဲ့တဲ့ setting တွေပုံစံအတိုင်းမဟုတ်တော့ဘဲနဲ့ Photoshop software ထဲမှာကျွန်တော်တို့ default setting အနေနဲ့မူလကျွန်တော်တို့နေရာလေးကိုကိုပုံမှန်အသုံးပြုနေကြအတိုင်းနေရာလေးကိုပြန်လည်ပြီးတော့မှရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကိုက Photoshop software ကိုကောင်းကောင်းအသုံးမပြုတတ်ဘူး။ setting တွေကိုနားမလည်ဘူး။ setting တွေကိုကိုကလွဲပြီးတော့မှပြင်လိုက်ခဲ့မိတဲ့အခါမျိုးမှာ setting တွေကို reset ချခြင်းနဲ့ဆိုရင်တော့ဒီရဲ့နီလန်လေးတိုင်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်။အလွယ်တကူအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ control ရဲ့ key ရဲ့နှိပ်ပြီးတော့မှပြုပြင်လို့ရတယ်။ preference ဆိုတဲ့ box လေးထဲမှာဒီရဲ့ reserve preference ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုအားလုံးနားလည်မယ်လို့တင်ပါတယ်။ဒါကတော့ကျွန်တော်တို့ Photoshop သုံးတဲ့သူတွေအတွက်ဒီရဲ့သင်ခန်းစာလေးကအားလုံးအတွက်ရန်သုံးဝင်မယ်လို့ထင်တယ်။ Google လက်တွေ့ live ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ Google လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတဲ့ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ် အားလုံးအစဉ်ပြေကြပါစေခင်ဗျာ